ဆရာကြီးတို့ကျွန်တော်တို့ကကြောက်တယ်ဗျာကြောက်တော့ညံပိတ်တယ်ဗျာအခုညံလေးလဲတွက်ရောဆရာကြီးတို့ကပြန်ရောတဲ့အိမ်ပြန်သွားရင်ဒီညံကပြန်ပိတ်အောင်မယ်ဆရာကြီးဟောဘာဖြစ်လို့လဲဆိုဟောအိမ်ကြလည်းမိမကြောက်တယ်ဆရာကြီးအဲ့ဒါကျွန်တော်တို့နဲ့အတူတူဘယ်သူပါတော့ဆိုဟိုဆွေမင်းတနုပြူပါတုတ်ပီကာတွန်းဆွဲတဲ့ကာတွန်းဆရာတုတ်ပီအားလုံးသိတဲ့အတိုင်းနိုင်ငံကျော်မရကြောက် အဲ့ဒီတွပီကိုဆွဲတဲ့ဆွေမင်းရဲ့အတူတူပါပဲဒီကောင်လည်းမရချောက်အဲ့ဒီကောင်ကသဘောကျသွားပြီဟိုက်ခမမိမကြောက်တလားတဲ့အဖော်ညိတယ်ဒီကောင်ကိုကပြန်ပြောတယ်အော်ဘယ်လိုမေးလိုက်တာလဲဆရာရဲ့တဲ့ကျွန်တော်ကြောင်းနေတော့ငါသားဆရာမကခုမိမကြောက်တလားကြောက်ရင်ပါမောက်ခတ်တော်ဖြစ်ပြီဆရာရဲ့သူတို့ပြောတယ်ကွာကြီးရတာကျမ်းမာတယ်ကျမ်းမာတယ်လူဟာတဘာဝအဖြစ်အတ္တဟိတပေါ့နော် ိုအကျိုးစီးပွားကိုဒီလိုက်ချေခံတယ်အတ္တကိုချေခံပါလေမြစ်တာပေါ်လာတောင်းမှဟံဝေရောဟောမိမိမိကိုယ်အရင်မြစ်တာပို့တယ်လောကမှာစစ်ဆုံးသူဒီမိမိကိုယ်တိုင်းပါပဲစစ်ဆုံးမိမိကိုယ်တိုင်းပါပဲပြီးမှမိမိချက်တဲ့လူတွေဆက်ဆက်နံပါတ်1 2 3 4 5အများကြီးလာမှာပေါ့ဒါပါ အဲ့တော့အတ္တကိုချိန်ခံတဲ့ခါမှာဘယ်လိုလဲဖြစ်တာတော့ဆိုလောဘစိတ်တွေရှိပါလေလောဘစိတ်တွေရှိတယ်လိုချင်တယ်ရချင်တယ်အဲ့ဒီလောဘကိုတစ်ခါကြောင်းကြည့်ပြီးတော့ရရင်ကျင့်တတ်တယ်မရရင်ဒေါသဖြစ်တယ်ရချင်တော့မရရင်လည်းမကျင့်တတ်ဘူးစိတ်ဆိုးတယ်ကိုရချင်လို့မှန်းထားတာလေးမျိုး तू ကနှုတ်သွားရင်တော့ဖုတ်မယ်ချက်မယ်အဲ့လိုဒေါသကြီးကြီးတယ် ဒေါသတိတ်ကြည့်မပြေနိုင်အညှိုးထိုင်အာဃာတဖြစ်ပိုးပူတယ်ဒေါသကထစ်ကနေတိုင်းကလေးလက်ကန်ချင်ရဲလိုက်လက်ပြီးထွင်ထိုးလိုက်အာဃာတကြတော့တမြင့်မြင့်တမွေ့မွေ့နာကြည့်ပြီးတော့ဒီကောင်အကျိုးပြအောင်ဘယ်လိုလုပ်ပါမလဲဒီကောင်ဒုက္ခရောက်အောင်ဘယ်လိုလုပ်ပါမလဲဘယ်နည်းနဲ့ဒီကောင်ကိုသုတ်ပင်ရှင်းလင်းပြလဲရမလဲတိရရဆက်လိုက်တတ်ပြလဲရမလဲတီးပြလဲရမလဲအဲ့ဒါကြီးကိုတွေးပြီးတော့မှ တငွေငွေဥစွာကိုကလောင်ကျွမ်းနေတယ်လောင်ကျွမ်းနေဒီဖြောင်းနေပြီတဲ့သူများကိုအလေးအောင်သူငွေလေးအောင်ပေးသူ့ကိုယ်သူလည်းလောင်ခဲ့နေရတာဒီမိဟာသူများကိုမပူတယ်သူကိုယ်တိုင်အရင်ပူနေရတာဘူးအာဃာတကအဆိုးဆုံးတဲ့ ေါသတဲ့ပို့ပြီးတော့ဒီဂရီပြင်းနေစိတ်ဓာတ်နဲ့ပြောလို့ရှိရင်လည်းပို့ပြီးတော့ရက်ဆက်တဲ့ရိုင်းဆိုင်ရုံညံ့နေအဲ့ဒီရင်ညှိုးမှုမျိုးကတော့မှမထားပါဘူးအာဃာတဆိုးတယ်အဲ့အတ္တကိုစင်ကြီးလောဘဖြစ်တဲ့ဒေါသဖြစ်တဲ့အာဃာတဖြစ်တဲ့မာမာနတွေဖြစ်တဲ့အဲ့ဒီလူတွေဟာသူ့ကိုယ်သူလဲပူလောင်နေတယ်လို့သူ့ပတ်ဝန်းကျင်ကိုလည်းပူလောင်နေတာပါပဲသို့တော်တဲ့ ပြောတာဟိုကျွန်တော်ကအလိုဆန္ဒလူအင်ဆန္ဒဟာလာပြန်လိုက်ပါမယ်လူဟာမိမိနဲ့သိလေရောလျောက်ပတ်တဲ့လူအင်ဆန္ဒရှိရပါလိမ့်မယ်ရှိရပါလိမ့်မိမိရဲ့စာဝတ်နေလူမွေးလူအပ်လူအပ်ချက်ကိုပြည့်စုံလောကလည်းတင့်နေတယ်လေနေနိုင်အောင်လူနိုင်တန်းနိုင်ပေးနိုင်ကမ်းနိုင်မျှဝေခံစားနိုင်အောင် အဲ့ဒီလူအင်ဆန္ဒရှိရမယ်လောဘဆိုတာကြီးကမကောင်းပါဘူးကွာဘာမှကိုမလိုချင်ကြနဲ့လို့ပြောလို့မရဘူးလောကီနေတယ်ဘာမှမလိုချင်ကြနဲ့လို့ပြောလို့မရပါဘူးကျွန်တော်တို့မလိုချင်ရပါလိမ့်မယ်အဲ့လိုမျိုးပဲနဲ့ဘာမှမရှိရင်ကောင်းတာပဲလို့ယူဆရင်အဲ့ဒါအစွန်တပါးပဲမြတ်တာတဲ့စိတ်မဟုတ်ဘူးခိုးတော့ကလက်ဝဲစာပေသမားတွေက ြစ္စည်းမဲ့လူဒန်းစားလို့ပြောတယ်ပြစ္စည်းမဲ့လူဒန်းစားဤအာဏာပိုင်ဆိုးရေးလို့ပြောတယ်ဒါပြစ္စည်းမဲ့မရှိတဲ့ကောင်းကြီးအခြေခံကြဆုံးလူဒန်းစားလို့ပြောတယ်အဲ့တော့မွဲကောင်းတိုင်လေးလေးကောင်းလေးလေးလို့ဒီလိုယူဆမှုဖြစ်တယ်အဲ့လိုယူဆပြီးတော့ကဗျာဆရာတယောက်ကကဗျာတဘုတ်ကိုရေးဖွဲ့သူ့အိမ်မှာတဲ့ဘာမှစားကြမရှိဘူးတဲ့သမီးကလေးကဖေမိချလိုက်တာ ဘာမှစားရမရှိဘူးကြောင်ရင်ထဲမှာသွားစားလိုက်သမီးရှိတာစားဖို့ကြောင်ရင်ထဲမှာရှာပြီးပြီဘာမှမရှိဘူးအဲ့လိုဆိုလို့ရှိရင်မိဘကြောင်နဲ့သမီးကိုဟင်းကိုသွားကြည့်ဖို့အဲ့မှကျန်းကားကိုစားမိဘကြောင်နဲ့သမီးကိုဟင်းကိုလည်းသမီးကြည့်ပြီးပြီဘာမှမရှိအားလုံးကြောင်တလေးမဲ့အဲ့လိုဆိုရင်တော့ရေသွားတောက်လိုက်သမီးရေဦးစင်သွားရေသောက်လိုက်သွားပြီးပြီဘိုက်ကပူလုံးလို့ရေသွားတောက်တာ ရေဦးစင်မှလည်းရေတစ်ဆက်မှမရှိဘူးခဗျာဆရာကအဲ့ဒါဒီသူ့ရဲ့ဘဝမှန်ပါပဲဂုံယူဝင်ကြောက်ရပြီးတော့သူဟာပျက်စီးမဲ့ဥဒ္ဒစားပါတယ်ဂုံယူဝင်ကြောက်ပြီးတော့ရေးတယ်ဒါဝင်ကြောက်เสียမဟုတ်ဘူးမိပါဗျကျွန်တော်အဖေဖြစ်ကျွန်တော်သားသမီးကိုကျွန်တော်ကျွေးနေရတယ် ကျွန်တော်ကိုချစ်ခင်စွာဘဝအဖော်လာလုပ်တယ်ကျွန်တော်ဇနီးကိုကျေုံမကတင့်တောင်းခြင်းနဲ့ရှင်ပင်ပေးနေရတယ်ပေးနေရကျွန်တော်သားသမီးကိုကျေုံမကပညာသင်ပေးရတယ်ဒါတွေကြတော့ဘဝလိုအပ်ချက်ကိုရှိပြီလူတွေမှာအဲ့ဒီလိုအင်ဆန်ဒန်ပြေဝအောင်ကျွန်တော်တို့စူးစမ်းရလောကမှာတရားတော်နည်းနဲ့စူးစမ်းရအလုပ်လုပ်ရကြီးမင်းချက်ကြီးကြီးထားရရှင်းရတာဒီဂုံယူစရာမဟုတ် ရှင်းရခြင်းကိုဘယ်တော့မှဂုံယူပါနဲ့အဲ့လိုသာတယောက်ချင်းကဂုံယူရင်တစ်မျိုးလုံးညံဖြစ်သွားလိမ့်တစ်မျိုးလုံးစီးပွားရေးချွတ်ချုံကြမွဲကောင်တိုင်သွားလိမ့်ကမ္ဘာမှာနိုင်ငံတကာကကျွန်တော်တို့ကိုထင်သေးလိမ့်ဒီနေ့လည်းကမ္ဘာမှာနိုင်ငံတွေကိုစီးပွားရေးနဲ့ကြီးနေကြတာပဲစီးပွားရေးကြီးခြေခံကြတာပဲကျွန်တော်တို့ပေါ်လုံးကလာချင်းမှာလစီဝိုင်းချင်းကန်ကောင်းတဲ့ကောင်တွေကနိုင်ငံတကာကလပ်ပြင်းတွေကိုသွားကန်နေမှာပဲနိုင်ငံသားနှီးပြနေခွန်နေမှာပဲနိုင်ငံသားပေါ်လုံးသမားတွေတို့တို့ နှားနေဝဲနေမှာပဲအဲ့ဒီကောင်ကြီးနဲ့တွဲကန်ရင်ကျွန်တော်တို့ကောင်တွေလည်းကောင်းမှာပဲကန်ရင်ကန်ရင်နဲ့တိုးတက်မှာပဲစီဝါရေးရရေးကြီးတယ်ချမ်းသာအောင်ကိုလုပ်ရမယ်ချမ်းသာအောင်လုပ်ရမယ်ချမ်းသာခြင်းစိတ်ရှိရပြောမလို့စစ်စွာသောစာချက်သူများကိုပြောပြစီကောင်းတဲ့လူရင်းဆန္ဒရှိပါချမ်းသာခြင်းစိတ်ရှိပါချမ်းသာအောင်ကြိုးစားပါကျွန်တော်အားလုံးချမ်းသာအောင်လုပ်ကျွန်တော်တို့လူမျိုးတစ်မျိုးလုံးချမ်းသာစေခြင်းနဲ့ ဟုတ်တော့ကျွန်တော်ပြောခဲ့တဲ့ဆရာကြီးပြီးမုန်းရဲ့တက်ကျန်းဆိုတာတွေဟာတစ်မျိုးလုံးချမ်းသာဘူးဆရာကြီးတို့ကျိုးကျိုးပန်းပန်းတောင်းဝန်ထမ်းခဲ့ကြတာပဲဒီနေ့လဲဆရာကြီးဆရာတွေကစီဝါကြီးအမြင်လူမျိုးရဲ့အမြင်အမြင်မျိုးစုံတွေကိုရေးတာလူမျိုးတိုးတက်စေခြင်းလို့အသိဉာဏ်တိုးတက်ပြီးတော့ချမ်းသာကြစေခြင်းလို့ချမ်းသာခြင်းကိုများမမေ့ထားပါနဲ့ချမ်းသာခြင်းမှချမ်းသာတယ်နော်အဲ့ဒါကို ်တမ်းမှန်တော့ငုံထားလိုက်ပါနဲ့ချမ်းသာခြင်းစိတ်ကိုရှိဆန္ဒဒီ will စိတ်တကူအဖြစ်ဆန္ဒရှိရချမ်းသာခြင်းစိတ်ကိုရှိရဆန္ဒရှိမှဝရိယရှိအတန်းဒေသနာတော်ရှိမှဆန္ဒဓိပတိဝရိယဓိပတိစိတ်ဓာဓိပတိဝိမန္တဓိပတိဆန္ဒကြည့်ရင်ဝရိယနောက်ကလိုက်လာတယ်ဆန္ဒမရှိဘဲနဲ့ဝရိယမပါဘူး ဆန္ဒကြောင့်ဖြစ်တဲ့ဝရိယကြီးသူများတိုက်တွန်းနိုင်မှုတွေအတွက်အင်မတန်တက်ကြွတယ်။ကိုချစ်တဲ့ဤစားပေါင်ကလေးတယောက်လူမျိုးငယ်လေးသူချစ်တဲ့ဤစားရှိတဲ့အင်ရှိကိုသွားဖို့ပြန်ဘယ်ကောင်းမှမတိုက်တွန်းရဘူး။မလင်းသေးဘူးဒီကောင်အဲ့ဒီပဲတကြီးကြီးနဲ့သွားချင်နေပြီ။ဆန္ဒပြ။ဆန္ဒကရှိတော့ဝရိယလာတယ်။အဲ့ဒီမှာဝရိယနဲ့တွဲလျက်ဘာတွေလာလို့ဆိုစိတ်ဓာတ်ဒီပတိစိတ်ကူးနေလား။စိတ်ကူးနေကြံစီတွေဖြစ်လာတယ်။ ဝိမန္တာတိပတိဉာဏ်ပညာတွေဖြစ်လာဆန္ဒမရှိဘဲနဲ့ဘယ်သူမှမဖြစ်ဘူးကြောင့်မလို့ချမ်းသာခြင်းနဲ့ဆန္ဒရှိပါလားဝရိယရှိပါကြိုးစားပါကျွန်တော်မနေ့ကပဲတစ်ပြည့်တိုင်းမှာကြားခဲ့အလလောက်တန်းချမ်းသာလို့ရှိရင်ကွာငါထားကြတော့မရှိတော့ဘူးဒီကောင်ပြန်အုပ်ခဲထုပြန်အုပ်ခဲထုထူထမ်းမှာမင်းပြန်အုပ်ခဲထုတဲ့အလုပ်ကို 24နှစ်လုံးမအိမ်ဖက်နဲ့ထုနေကြတယ်မဆန်းတာအလုပ်ကမစိုးစားဘူးလို့ပြောလို့ပြောလို့ရတယ်စိုးစားတယ်ဆိုတော့ချမ်းသာတဲ့ဤမှမဟုတ်ပဲချမ်းသာတဲ့ဤဆိုတာခုနလူစိတ်ကူးတွေအကျဉ်းစီတွေဉာဏ်ပညာတွေကဘာကြီးရဲ့စီးပွားရေးစနစ်တွေကျောင်းယုံဝယ်ဝင်လို့လည်းမရဘူးစီးပွားရေးစိတ်ပတ်တစ်ခုကိုတဲ့သူက ီးပွားရေးလုပ်ငန်းတစ်ခုလုပ်တဲ့ခါမှာအဲ့ဒီလုပ်ငန်းဘလောက်ထိနေပယ်ကျဲကျဲဖြတ်နေတယ်လဲသူ့ရဲ့အဲ့ဒီပုံမှာဝင်ဝင်လာတယ်ဝင်ဝင်လာတယ် scope area လေးကျင်းကျင်းလေးဆိုရင်မင်းမိုးပြောင်းတော့ဆိုပါစို့ဗျာဘုံပြတလက်တယ်မှတယောက်ရှိတယ်ဘုံပြတလက်လှုပ်လိုက်တာသူ့မတူအောင်ကောင်းတယ်သိကောင်းတာလမ်းထိုက်မှာမနယ်လင်းလို့ရှိရင်ဘုံပြတလက်လှုပ်လိုက်ပုံပြီဗျာကိုနိုင်တော့ဆိုပုံပြီ အစောကြီးအလူရသွားတန်းစီရကုန်ပြီအဲ့ဒီမုန်းပြတဲ့လက်နာမည်ကြီးပါရဲ့မုန်းပြတဲ့လောက်တာလဲတော်ပါရဲ့ကောင်းလဲကောင်းပါရဲ့ तू ချမ်းသာမလားဘယ်တော့မှသတိမဖြစ်နိုင် तू ဖြန့်ချိနိုင်တဲ့ area လေးကဒီတလန်းမရှိဘူး तू ဝိုင်းမှာဒီတလန်းမရှိ तू စားလောက်ယုံရမယ်အဲ့ဒီမုန်းကြံတာ तू သာသမီစားရမယ်ဒါတော့တကယ်လို့မြန်ခင်ဗျားကမုန်းကြီးကလှုပ်လိုက်လို့ ဒီတရားပဲလုံးဆိုင်အဲ့ဒီမုံပြတဲ့လက်ပဲနဲ့ပူချမ်းတယ်တကယ်လို့ရယ်တောင်းမုံဖုတ်လိုက်တမျိုးလုံးကိုဖြန့်ရရင်အဲ့ဒီကောင်မော်တော်ကားနဲ့ပါလည်းဖြစ်တကယ်လို့ရယ်ခမားလှုပ်လိုက်တယ်လက်ဖက်ချောက်တခုကရှင်ပြရလာပါပဲဒီမှာကိုကရောစပ်ပြီးကုန်းစိတ်ကတ်တာပါပဲအဲ့ဒါကိုတနေငယ်လုံးဖြန့်ပူချမ်းတာလေကဘာအထိဖြန့်ရင်အဲ့ဒီမှာမီလီယံနာတစ်သေးစီဖြစ်တယ်လုပ်ငန်းရှိနေတယ် အဲ့ဒါကြီးကိုအဲ့ဒီခီးပန်းနိုင်နေချင်းကြဆင်မရောက်နိုင်ဘူးအစင်းစစ် step by step တဲ့အမှန်ပဲသူကအဲ့ဒါပြောတာဆန္ဒရှိဝရိယရှိအဲ့ဒီဝရိယကိုကြောင်းပြုပြီးစိတ်ကူးတွေအကျဉ်းစီတွေချဲ့ရတယ်စိတ်ကြီးကျယ်တဲ့အလှတရားတွေပါတယောက်ကိုတယောက်အမှန်နဲ့နှစ်သက်เสียကောင်းတယ်လေးစားเสียဖြစ်တယ်ညှက်နှိုးเสียဖြစ်တယ်အဲ့ဒါလေးကြော်ပြီးပြီးစားလိုက်ကြစမ်းပါခင်ဗျာဟိုတယ်မှာ တပွဲကိုတောင်းချီသိမ့်ချီကုန်းနေတယ်။သွားစားနေကြတယ်။ကျွန်တော်ကကြွက်ကြည့်တယ်။ဟိုက်သမင်းပွဲကတိမ့်တန်တဲ့ပွဲဟိုက်သမင်းပွဲ9000ဟိုက်ပွဲ7000ဘယ်လိုပြောပြောကျွန်တော်တို့ကြွက်ကြည့်လိုက်တကယ်စားတာသမင်းပေါင်းတပွဲပဲ။တကယ်နဲ့မှသမင်းရှိတယ်၊ခင်းရှိတယ်၊အပီးအပီးရွက်ရှိတယ်ကျွန်တော်တို့ဘိုက်ထဲမှာဝင်သွားတာလူဘိုက်ကလည်းအဲ့ဒီပုံမဆန်းသမင်းပေါင်းတပွဲစားပါလေ။ အဲ့ဒါကိုကိန်းကြီးကန်းကြီးလုပ်ပြီးတော့ထုံပြီးကြတယ်မိသားစုနဲ့အကြော်ကြော်စားလိုက်စမ်းတယ်မိသားစုနဲ့ကောင်းရင်းထမင်းချက်စားလိုက်စမ်းတယ်မိမကရေမုန့်လောက်တိုင်ရေမုန့်ကလေးလောက်ပြီးတော့အားပေးလိုက်စမ်းပါစားလိုက်စမ်းပါချက်ရကလေးပါလေးထောင်းပေးလိုက်ပါအဲ့ဒီဟာကတကယ်ကြည်နူးစရာကောင်းတဲ့ကြော်ရှင်မှုနောက်တစ်ခုမိသားစုတွေမှာတယောက်ကိုတယောက်အပြန်လဲတိတ်နာနေလာတယ် အဲ့ဒီကလေးမျိုးတွေထိန်းလို့သိန်းလို့ကောင်းနေမိဘကရှာသိန်းလုံးများစွာရအဲ့ဒီကလေးတွေကို facility လိုလေသိန်းမရှိပေးတာအကောင်းဆုံး guide တွေသိန်းချီပေးငှားတာမိဘမြစ်တာမရရအဲ့ဒီကလေးမျိုးတွေစိတ်ပိုင်းဆိုင်ရာရမမာတောက်တော့တင်းတင်းနေဖြစ်တတ်တယ်ပြောပြောပြောင်းပြောင်းပုံမှန်အနေထားပြည့်ရွံ့တဲ့ပြည်ထားတာ မလွဲတာမဆောင်တာလို့လောက်ရရင်လေအာရတန်နဲ့မြစ်တာကိုပေးပါသာသမီနဲ့ချစ်ခင်ဆိုတော့ပျော်ရွှင်မှာဆော့ကစားပါဆော့ကစားပါနေပါအဲ့ဆော့ရလေးကပိတ်ကြမ်းမှာဟော်လုံးကလေးပြစ်နေတာဖြစ်ဖြစ်သာသမီနဲ့အိမ်မှာဆော့ကစားတတ်ပါစေအဲ့ဒီဟာကညှာတာလေနှလုံးသားကြီးဖြစ်နေတယ်မြစ်တာပေးပါမြစ်တာကိုယူပါဟောကကူဟာသူဘယ်သူမှမြစ်တာမပေးဘူး သူလည်းဘုသူစီမံမြစ်တာမရဘူးသူရှာခဲ့တာငွေတွေပဲသူပေးခဲ့တာငွေတွေပဲသူတည်သွားတဲ့ခါမှာအထီးကျန်တယောက်แท้ပဲဆရာမလေးကပြောဒီဆရာကြီးဟာတဲ့သိစိတ်ရင်းကောင်းတာဆရာရဲ့သူเจ้าဘုလိုပြောဘူးအဲ့ဆရာကြီးเจ้าတို့ဆရာကြီးဘိုးတဲ့ကျမတို့ကသိကျင်ညိုတာဆရာရဲ့သူကအလေရမ်းမြတ်ဆရာတဲ့ SD တိုးပေးမှာ စဒီမတောင်းမနဲ့မလို့ချင်းဘူးတဲ့ဖြစ်နိုင်ကျွန်တော်မူလာတန်းကြောင်းဥပေးပါလို့တောင်းအဲအဲ့ဒီရွာလေးကိုပေးလိုက်ပေးလိုက်တော့အဲ့ဒီရွာလေးကချုံနေပိတ်ပေါင်းနေတဲ့ကျောင်းကျောင်းကဘုန်းကြီးကျောင်းနဲ့သူစီအောင်မှုနဲ့စာပင်ကျောင်းကလေးဖြစ်လာတယ်ကျောင်းဒီသူ့မှာဆင်းရဲလို့လို့သူကျောင်းဆရာရဲ့အဖေကညိုစန်းနမတကောင်ဝယ်ပြီးစီစီဝိုင်းလေးထောက်ပံ့ရအောင်လို့အဲ့ဒီကျောင်းဆရာကကျောင်းဆောက်တဲ့ခါမှာ အဲ့နိုသနမဝင်လို့ကြောင်းထဲပလိုက်စီလုံးကိုကြည့်ပါလူဟာမြတ်တဲ့နှလုံးသားရှိဘောကတင်အဲ့ဒီပို့ပြီးတော့ပရဟိတသမားဖြစ်ရင်အဲ့လူရဲ့ကြီးမြတ်တယ်သူတို့ကလေးစားရယူတရကြီးညိုရပြီခါတော့ညင့်သွားပြီအဲ့ဒီလူဟာပရဟိတသမားသူတို့သူကရှင်းပြအကွင်းလေးတော့ထိုင်းနေတော့ဆရာကြီးတဲ့ ကိုသစ်ပင်လေးတွေမှာကျွန်တော်တို့ချင်းလေးတွေရှိတယ်ခင်ဗျာအဲချင်းလေးတွေထဲမှာဂျာနယ်လေးတွေရှိတယ်ခင်ဗျာအဲဒါဘာလို့တောင်းဆိုကျွန်တော်တည်တွင်စူးစမ်းကြည့်တာခင်ဗျာကစားကွင်းစာဖတ်ခန်းခင်ဗျာဒီကွင်းလေးထဲမှာသူတို့ကလေးတွေဆော့ကြပြေးကြခုံကြပေါ့ကြဘောလုံးကညမိုးရခါကျအဲဒီသစ်ပင်တိုင်းမှာသူခုံတန်းလေးလေရိုးရိုးပါပဲခုံတန်းကြီးကြံပေါ့သစ်သားပြားကိုတန်းချိုးဖိနေတာပါ အဲ့ဒီမှာလည်းဒီကောင်တော်ကိုထိုင်မယ်ခင်ဗျာနောက်ကကျွန်တော်တို့ကူကိုယူဒီခြံတဲ့ကူကိုယူဖတ်မယ်ခင်ဗျာအဲ့လိုနည်းဒီကလေးလေးတွေဟာကစားကွင်းစာဖတ်ခန်းမှာမောလို့နိုင်ရင်စာဖတ်ကြည့်ရအောင်ကျွန်တော်စူးစမ်းကြည့်လာပဲခင်ဗျာဒါမှကျွန်တော်အဲ့ဂျန်နယ်တွေယူကြည့်လိုက်ပလုံတုတ်တို့ရွှင်ပြုံးတို့တစားဟိုမိုးတော့ပန်းလို့ကလေးတွေဖတ်အောင်ဒါတွေပဲရအောင်လူကြရပဲခင်ဗျာကျွန်တော်လိုက်ခုခဏပဲ အခုကျွန်တော်တို့သွားတော့ကိုထုတ်လိုက်ထုတ်လိုက်ဒီပါလာကအများကြီးအဲ့ဆံမလေးကမျိုးပေါ်အဝေးကြီးပြနေတိုင်းသွားပြီးအဲ့မှာဒီဒီအရီကိုသူသွားရင်တဲတဲသွားရင်သူကလည်းအဲ့ကြောင့်သူတို့ဘာလို့နေကြတာလဲသူတို့ပရိဒါလို့ချဲရဲကျွန်တော်မှစာအုပ်ကြည့်အများကြီးရပြီခင်ဗျာဒီလူတွေသိမဖက်တတ်သေးဘူးခင်ဗျာကျွန်တော်စာအုပ်ကြည့်ပျောက်မှာလို့ဆိုတယ်ပေါ့ခင်ဗျာဆိုတော့မပျောက်ခဲနဲ့ဒီတိုင်းကြီးမန်ဘီရိုထဲမှာရှိနေတော့လေ အလကားပဲခင်ဗျာကျွန်တော်ခုအိမ်အိမ်ပေါင်းစီလိုက်ပေးမလို့ခင်ဗျာလိုက်ပေးမလို့ခင်ဗျာဖတ်ခိုင်းမလို့ခင်ဗျာပြီးရင်ကျွန်တော်ပြန်သိမ့်မယ်ခင်ဗျာကျွန်တော်ဆံမလေးရင်ပြန်သိမ့်မယ်အဲ့ဒါဆိုသူတို့စာဖတ်ဖြစ်လိမ့်မယ်သူ့ရွေးချယ်ကလေးကျွန်တော်တို့ကိုဖိတ်ပြီးဟောတဲ့ဆရာကြီးရဲ့ကျွန်တော်တို့ဘဝရွာရဲ့ဘဝလေးပြောင်းသွားဟောပြခဲ့တယ်ကျွန်တော်တို့နားထောင်တယ်ခင်ဗျာကျွန်တော်များသူတို့ဘယ်လိုဟောရမလဲရင်လည်းလူခံစား ူတို့လောက်တိုင်နေကြပုံတွေကိုကြည့်လိုက်ပြီးတော့ကျွန်တော်မေကွန်းသုံးခုဖတ်တယ်အလုံးလုံးဖတ်တာကောင်းတယ်မလားလောကမှာဘယ်နေရာဟာပျော်စရာအကောင်းဆုံးလဲဒီမေကွန်းတစ်ခုကျွန်တော်ကောင်းတယ်မထပ်ဘယ်နေရာပျော်စရာအကောင်းဆုံးလဲနောက်မေကွန်းတစ်ခုကဘယ်လုပ်ငန်းတို့ဟာဘယ်လုပ်ငန်းတာဝန်တို့စီအကြီးမြတ်ဆုံးလဲ နောက်တစ်ခုကတော့ဘယ်လိုလူတွေဟာအလှဆုံးလဲသူတို့ပျော်နေတယ်ဗျကျွန်တော်ကြည့်လိုက်တော့ကျောင်းထဲမှာလဲဟိုကလေးတွေစုပွဲကိုထုတ်ကြပိုးကြဆရာဆရာမတွေရောရွာမိပါမိန်းမိန်းမတွေရောပျော်လို့ကိုချက်တဲ့ပြုတ်တဲ့လူတွေလည်းပျော်လို့ဒီဟုတ်ပြောဝဲညလုံးဖို့ခုံထမ်းတဲ့ကောင်တွေလည်းစိတ်ခုံစင်တဲ့ကောင်တွေလည်းပျော်လို့ အဲ့ဒီဆရာကြီးကလည်းသူကသူဆွတ်တန်တဆွဲဆွဲနဲ့ပြေလာကိုကရင်နဲ့ပြောလို့အဲ့ဆရာမလေးလည်းပြောလို့သူတို့ပြောနေကြတယ်ကျွန်တော်တို့တဲတဲ့အင်ရှင်ဖိုးကြီးကလည်းပြောလို့ပြောလို့လူတွေဟာပြောစရာလိုက်ရှာနေကြတယ်မိမိရောက်ရှိနေထိုင်တဲ့နေရာမှာညံ့ညံ့နုံနုံနှစ်သက်ပြီးကျင်းတဲ့ဆရာကောင်းဖြစ်နေလို့ရှိရင်အဲ့ဒီနေရာပြောစရာကောင်းဆုံးပါလေ ချောင်းသာသွားမှပြောမင်းချင်းထူးခတ်သွားမှပြောမင်းချင်းနှစ်ထောင်လောက်ပြောက်နိုင်ငံသားတွေထိုင်းနိုင်ငံဖူးခတ်ကျန်လက်ကန်းကြီးသွားရင်ပြောမယ်မဲ့လွန်လာတာပဲနှစ်ထောင်လောက်ပြောက်သွားတာပဲကိုယ်အိမ်တဲ့ပြောစရာရှိတဲ့နေရာကိုလိုက်ရှာကြတကယ်တော့ကိုရောက်ရှိနေတဲ့ကိုရွာကိုရဲ့ကိုဒေသကိုလုပ်ငန်းဝင်နေပဲကိုမိသားစုအဝင်းဝိုင်း အဲ့ဒီမှာချစ်ခင်နဲ့တဲ့မျက်နှာထိုက်အဲ့ဒီနေရာတွေကပျော်စရာပါလေသူတို့ပျော်နေကြပါလေအဲ့ဒီပျော်ကကျွန်တော်ကိုကူးတောင်းလာလို့ကျွန်တော်ပျော်တယ်ခံစားရနောက်တစ်ချက်ကဘယ်တောင်ဝန်မျိုးကြီးအကြီးမြတ်ဆုံးလဲကိုထန်းဆောင်နေတဲ့လုပ်ငန်းကျင်းနဲ့မျက်နှာစွာနဲ့အပေါင်းဆုံးစူးစမ်းနေအဲ့ဒီခန်းတဲ့တောင်ကြီးရတယ် ကြီးမြတ်တာအင်မတန်ကြီးကျယ်တဲ့ကုမ္ပဏီရဲ့ဒါရိုက်တာကြီးဥက္ကဋ္ဌကြီးဖြစ်မှလာညွန်ကျုပ်ဖြစ်မှလာအဲ့ဒီဆက်အဆင့်ထိကြီးမြင့်တဲ့ယာတုတစ်ခုရမှလာယာတုကြီးမြင့်တဲ့အတွက်အဲ့ဒါကုံမြင့်နေတယ်လို့တောင်းမြင့်မြင့်မှမှထမ်းဆောင်ရတယ်လို့ထင်မှသလားကျွန်တော်ပြန်စဉ်းစားကြည့်ကျွန်တော်လုပ်ငန်းတောင်းနေတယ် များကြီးဆန်းနေတယ်။ဘယ်တောင်မှကျွန်တော်ကျေမဲ့မှုဖြစ်ဆုံးလို့ကျွန်တော်လည်းရမ်းမြဆရာနဲ့ကျောင်းအုပ်မရှိလို့လည်းရမ်းကျောင်းအုပ်တောင်ဝင်ကိုလုတ်ခဲ့ပြီးတနည်းကျွန်တော်တသက်လုံးမမေ့နိုင်တာအဲ့ဒီလုပ်ငန်းတွေရွာတိပါမှာဒီဘလုံးကကျွန်တော်ဝိုင်းပူကြတယ်ကျွန်တော်အတူလုပ်ဖို့လုပ်ဖက်ဆရာမလေးတွေဆရာလေးတွေကဝိုင်းပူကြတယ်ကျွန်တော်လည်းလူပြောလူလို့ဆိုတော့နေရောညရောဒီကျောင်းကလေးကောင်းလာအောင်လုပ်နိုင်တယ် အဲ့ဒါကိုကျွန်တော်တို့လောက်အောက်တော့သိလာတော့မြို့ပေါ်ကတောင်းဝန်ရှိတဲ့ရာရှိကြီးတွေကကူညီတယ်။ငယ်ကပါကူညီတယ်။ကျွန်တော်တို့မှပြောလို့အဲ့ဒီတနေ့လုပ်ခဲ့။အဲ့ဒါလေးကိုကျွန်တော်တို့ကြတော့လုပ်ငန်းတောင်းဝန်ကြီးမြင့်တဲ့နေရာရောက်မှဒါလေးပြန်လွှမ်းလို့အဲ့ဒါလေးကိုကျွန်တော်ပန်းမြိုင်လေးမှဥယျာဉ်မှုလို့စာအုပ်တို့ရေးတဲ့ခါအဲ့ဒီစာအုပ်ကကျွန်တော်ဘဝမှာအောင်မြင်ဆုံးလို့ပြောလို့ရတဲ့စာအုပ်ဖြစ်ပါလေ။ ာပေဘိမံပထမဆုရတယ်အမျိုးသားစာပေဆုရတယ်အခုဒီနှစ်20ကျော်ပြီအင်္ဂလန်နိုင်ငံကလန်ဒန်ယူနီဗာစီတီမှာပြဋ္ဌာန်းစာအုပ်ဖြစ်နေသင်ကြားနေတယ်မနေ့တနေ့အဲ့ဒီက Miss Anna Elopson လာလို့ကျွန်တော်သမင်းစာဖိတ်တယ်အဲ့ကြောင့်လည်းပြောခြင်းလို့ကျွန်တော်ကခုနရွာကလေးကိုခရီးပေးထားတယ်သင်္ဏအဲ့လိုတောင်းမှန်တယ်တောင်းမှန်စာရေးပြီးကျွန်တော်စာအုပ်လေးသုံးလုံးလက်ဆောင်ပေးပြီးတော့ရွာကလေးကိုကျွန်တော်သွားတယ် အဲ့ဒီခါမှာအင်မတန်တန်ဖိုးရှိတဲ့ဂျွာကလေးရဲ့အပျော်ကလေးကိုတွေ့ရတယ်။အဲ့ဒီကြောင့်ဆရာကျွန်တော်လက်ရှိချိန်မှာတောင်မှဒီလူကိုကြည်ရင်ကြည်ရင်အဲ့လူကကျွန်တော်ခေါင်းပေါ်မှာရှိတယ်။ကျွန်တော်အထက်အမြင့်မှာရှိတယ်။ကျွန်တော်ဘယ်လိုကြည့်ကြည့်သူ့ကိုကျွန်တော် level ကြည့်လို့ကိုမကြည့်ရဘူး။အဲ့ကျွန်တော်လည်းမဟုတ်ဘူး။ကျွန်တော်လည်းသူပါသွားတဲ့ဇာရေးဆရာမြောက်စလုံးရဲ့ခေါင်းပေါ်မှာလေအဲ့ကြောင့်ဆရာရှိတယ်။မူလာရန်ကြောင်းဥပ္ပေ ဘာဖြစ်လို့သူ့လုပ်ငန်းတောင်းအကောင်းဆုံးခြေပြုံကြိုးစားပြီးတော့လုပ်နေတယ်လူဖြစ်တဲ့အတွက်ဒီလိုအကျဉ်းညိုစရာကောင်းတယ်။တောင်းမြင်ကြီးချမ်းပြီးတော့နှစ်သက်စရာမဟုတ်တဲ့လုပ်ငန်းတွေအများကြီးပါလေ။နောက်တစ်ခါဘယ်လိုလူတွေအလှဆုံးလို့လူတွေဟာအတ္တဟိတရပရဟိတလို့လုပ်နေတယ်စိတ်ကောင်းရှိလူတွေဟာအလှဆုံးတယ်။အဲ့ဒီပရဟိတကိုလုပ်စဉ်စိတ်ကောင်းတာရှိရတယ် စိတ်ကောင်းစေနာကောင်းလို့ရှိအဲ့ဒီခါမှာသူမျက်နာဒီစိတ်ကောင်းစေနာကောင်းကရောင်ပြန်လဟတ်တယ်ဥပရိယုတ်တယ်ကျင်လင်တင့်တယ်နှစ်သက်စွာဖြစ်အဲ့ဒီခါမှာအမြင်မှာလှမင်းကလေးတယောက်မိုးပြောင်လှလိုက်စမ်းကိုကောင်မတော့ဘာကူပြရတဲ့အုံးမယ်လို့ပြောနေကြည့်ပါသူမျက်နာကြီးကပူလောင်ပြီးတော့အယုဆိုးကြီးတန်နေတယ်ဒေါသစိတ်ယုတ်စိတ်ညံ့စိတ်မရိုင်းကြောင်မလို့လူတွေက စိတ်ကောင်းရှိလှမလှမှာကိုမျိုးမပူပါနဲ့ငွေကုန်ကျေးကြခံပြီးတော့အကြီးကျယ်ပြင်ဖို့လည်းစဉ်းစားမနေပါနဲ့စိတ်ကလေးသာတောင်းပေးလိုက်စမ်းပါဘုရင်ကိုတွေ့တွေ့ကောင်းတဲ့မေတ္တာစိတ်ကလေးနဲ့နေကြည့်လိုက်စမ်းပါကျွန်တော်တို့လှနေကြလိမ့်မယ်တင်းတောင်းတင်းဖြစ်နေလိမ့်မယ်ဥပရိယောက်ကျင်းနေနေလိမ့်ချစ်ခင်နှစ်သက်ရှာဖြစ်နေလိမ့်မယ်